အင်နာမီလန်နဲ့ဘိုလိုပွဲကပွဲကောင်းတစ်ပွဲဖြစ်လာမယ်လို့အင်နရစ်သုံးသပ်ဘောလုံးကြသူများအတွက်ကျမတို့ရဲ့1 million channel လေးကပြန်လည်ကြိုဆိုလိုက်ပါရစေ။ PNG တင်ကိုဥရောပရဲ့အကောင်ဆုံးတင်ဖြစ်သတ်မှတ်ထားပေးမယ်။ PNG အသင်းကြီးပြလူဝင်အင်နရစ်ကချန်ပီယံလိဆီမီဖိုင်နယ်မှာအင်နာမီလန်တင်ဟာသူ့ရဲ့ကလပ်တင်ဟာဘာစီလိုနာကိုကြော်ဖြတ်ခဲ့တဲ့ပုံစံကိုအထင်ကြီးမိကြောင်းဝန်ခံပြောကြားခဲ့ပါရစေ။အင်နရစ်က ပွဲဥတိုင်းကြည့်ခဲ့သလိုနောက်ပိုင်းမှာလည်းပြန်ကြည့်ပြခဲ့ပါရယ်ဘာစီလိုနာပြိုင်သက်တယောက်အနေနဲ့ရောပေါ့အသင်းနှစ်သင်းလုံးရဲ့ခြေစွမ်းရဆိုရင်တော့နှစ်သင်းလုံးဘိုလူဝဲတက်ဖို့ထိုက်တန်ပါရယ်အင်းကနှစ်ပေါင်းများစွာအဆင့်မြင့်ကစားလာတဲ့အသင်းမှာနီးပြနဲ့အဓိကကစားသမားအုပ်စုကအရန်စီးလုံးညီညွတ်ပြီးတခြားအသင်းတော်တော်များများနဲ့ကစားပုံကွဲပြားပါရယ်သူတို့ကရှေ့တန်းကနေရောနောက်တန်းကနေပါခံစစ်ဆုံးနိုင်တယ်လို့အဲ့ဒါသူတို့ရဲ့ pricing ကစားပုံမှာအမျိုးမျိုးပြောင်းလဲနိုင်စွမ်းဖန်တီးပေးပါရယ်ဒါပေမဲ့ကျွန်တော်တို့တော့သူတို့ကတကယ့်အသင်းတစ်သင်းမှာ လူရိုင်းအားအုပ်စုအတွက်ကိုလုတ်ကိုလုတ်ကြတယ်တဝူးချင်းကောင်းတဲ့ကစားသမားတွေရှိသလိုဘောလုံးရွှေရှားနိုင်စွမ်းလဲကောင်းမွန်ပြီးမလုပ်ရမယ်ဆိုတာကိုအတိအကျသိကြပါဗျာ ်ကျွန်တော်တင်တာကတော့ဒါအရန်ပွင့်လင်းတဲ့ဘိုလိုပွဲအရန်ပြန်ဆိုင်မှုပြင်းထန်မဲ့ပွဲကလနှစ်သိန်းရဲ့ပြိသက်တွေတက်တာမကဘောလုံးချစ်သူအားလုံးအတွက်ကြည့်လို့ကောင်းမဲ့ပွဲကြီးတစ်ပွဲဖြစ်လာလိမ့်မယ်လို့ထင်ပါတယ်အင်နာကစားပုံကျွန်တော်တကယ်ကြိုက်တယ်သူတို့ကတိုက်စစ်စင်ရတာကိုကြိုက်တယ်လို့အဲ့ဒီအတွက်ကစားသမားအများကြီးကိုလည်းနေရာချထားရတဲ့တကယ်ကိုကြည့်ကောင်းမဲ့ပွဲကြီးတစ်ပွဲဖြစ်လာမှာပါလို့ပြောဆိုလိုက်ပါတယ် ဖိုလိုဝဲအတွက် BLG ရဲ့မီဒီယာနေမှာအင်းနရဲကသူ့ကစားသမားတွေရဲ့အဆင့်အတန်းကဘလို့ပဲဖြစ်ဖြစ်အသင်းလိုက်စိတ်သက်အကြောင်းလဲထပ်ပြီးတော့ပြောကြားခဲ့ပါတယ်။ ကျွန်တော်တို့တော့ဒီအတင်းမှာဇဲဝင်ကစားသမားတွေအများကြီးရှိတယ်။အဲ့ဒါပဲသူ့ရဲ့အလှတရားမှာအတင်းတို့အကောင်းဆုံးပေးဆက်တဲ့ဇဲဝင်တွေဇဲဝင်တွေတော့အတင်းရရှိနေတာမျိုးမဟုတ်ဘူး။ဒါဟာအကြီးမားဆုံးကွာခြားချက်ပါ။ကျွန်တော်ရမ်းကန်ကောင်းတယ်။ဘာလို့လဲဆိုတော့ကျွန်တော်မှာအစင်းမြင့်ကစားသမားတွေအများကြီးရှိတယ်။အားလုံးကသူတို့နီးသူတို့ဟန်နဲ့ဇဲဝင်တွေကြီးပဲ။ဒါပေမဲ့သူတို့ရဲ့စူးစမ်းအားထုတ်မှုနဲ့စွမ်းဆောင်ရည်တွေကအတင်းထွက်ပဲဖြစ်တယ်။ ပြီးတော့ဘောလုံးလိုအဖွဲလိုက်အားကစားမျိုးမှာအဲ့ဒါဟာအရင်ကြည့်ဆုံးမှာဒါပြင်ကျွန်တော်တို့ကကစားသမားတယောက်တည်းဘယ်တော့မှအာမကိုဘူးဘာဖြစ်လို့လဲဆိုတော့အမြဲတမ်းတန်ရာရတာတွေခြေစွမ်းကြဆင်းတာတွေတယောက်ကပိုကောင်းနေတာပိုဆိုးနေတာမျိုးတွေရှိတယ်လို့ပါအရေးကြီးတာအတင်တတင်လုံးအစင်းသင်းဖြစ်နေပူပါပဲလို့အတင်လိုက်စိတ်တည်းရဲ့အရေးပါပုံကိုအလေးထားပြောကြားခဲ့ပါတယ်